ဂိုးတန်တွေတိတ်မကြားရနိုင်တဲ့ပရီးမီးယားလိညစူပါစီတနင်္ဂနွေနေ့ညပရီးမီးယားလိပွဲစဉ်6ပွဲကြို30ချက်များမင်္ဂလာပါအင်္ဂလန်ပရီးမီးယားလိရဲ့စူပါဆန်နေပွဲကြို30ချက်နှစ်ပွဲကိုစူပါစီရဲ့30ချက်တွေအနေနဲ့နားဆင်ရမှာပါဗီလာနဲ့ဖူဝန်ည9:30ကြားရဲ့ချန်ပီယံလိမှာအစောပိုင်းတွင်းထားတဲ့တလုံးနေသောဂိုးနဲ့ဗီလာဟာဒီယာဒီသူတို့ရဲ့ပထမအဦးဆုံးနိုင်ပွဲကိုစရသွားပါတယ်။သူတို့ရဲ့တိုက်စစ်ပြဿနာကိုမဖြေရှင်းနိုင်သေးတဲ့အမ်မရီရဲ့အသင်းဟာဒီယာဒီပရီးမီးယားလိမှာတော့ အိမ်ငွင်းသွင်းကိုမရှိသေးပါဘူးဖူဟန်ကတော့နိုင်ပွဲဆက်နေပေမဲ့အိမ်ငွင်းမှာသာဖြစ်ပြီးအဝေးငွင်းမှာဆိုရင်တော့နိုင်ပွဲမရသေးပါဘူးဒီလိုပဲဖူဟန်ရဲ့ဒီယာဒီအဝေးငွင်းနှစ်ပွဲစလုံးကလည်းဂိုးရီနဲထားခဲ့ပါတယ်ဒါကြောင့်အခုပွဲစဉ်မှာလည်း Villa Park မှာပြင်းစရာညတညဖြစ်နေမှာပါလို့သုံးသပ်ထားပါတယ် Newcastle နဲ့ Arsenal ည10နာရီ Isaac Kit အလွန် Newcastle ရဲ့တိုက်စစ်ဟာဒီယာဒီ Premier League 5ပွဲမှာ3ဂိုးသာတွင်းနိုင်သေးပါတယ်တိုက်စစ်သာရုန်းကန်ခဲ့ရပေမဲ့ Castle ခံစစ်ကတော့ကောင်းနေပြီး လီဗာပူးနဲ့တပွဲတည်းပဲဂိုးတွေပေးထားရတာပါအာဆင်နယ်ကတော့ဒီယာဒီပရီးမီးယားလိဂအဝေးဝင်းနှစ်ပွဲမှာတကူပဲတွင်းနိုင်တယ်လို့တကူပဲပေးထားရသေးတာပါကာဆယ်အင်ဂွေးအာဆင်နယ်နဲ့နောက်ဆုံးတွေ့ဆုံမှုခုနှစ်ပွဲစလုံးမှာလည်းနှစ်ဖက်သွင်းဂိုးဟာနှစ်ဂိုးနဲ့အောက်ဖြစ်ထားခဲ့ပါတယ်ဒါကြောင့်စိန်ဂျန်ဘတ်မှာဂိုးတန်တွေတိတ်ကြားရမယ်လို့တော့မထင်ဘူးလို့သုံးသပ်ထားပါတယ်စမြင်ရဖို့ရှိတဲ့ဘိုလိုနာရဲ့ပထမအဦးဆုံးအဝေးကွင်းနိုင်ပွဲ ဧကရအီတလီစီးရီးပွဲစဉ်ကပွဲကြိုသုံးသက်ချက်များအားလုံးပဲမင်္ဂလာပါဘလင်းမိတ်ကဂျာနယ်မှာပြန်လည်ကြိုဆိုပါရစေဒီကနေ့မှာတော့တနင်္ဂနွေနေ့ညအတွက်အီတလီစီးရီးပွဲစဉ်ပွဲကြိုသုံးသက်ချက်တွေကိုကလောင်ရှင်ဧကရရဲ့သုံးသက်ချက်အနေနဲ့နားဆင်ရမှာပါပထမအဆုံးပွဲစဉ်ကတော့ဆက်ဆူအိုလိုနဲ့အူရီနီညနေ9:00နာရီပွဲစဉ်ပါတန်တက်ဆက်ဆူအိုလိုဟာ၄ဝဲမှာတပွဲသာနိုင်ပြီး၃ဝဲအရှုံးနဲ့ရုန်းကန်နေရတဲ့အသင်းပါအူရီနီကတော့ဒီရာသီမှာကစားရတဲ့အဝေးခွင်၂ပွဲစလုံးကိုနိုင်ထားပါတယ် ဒါအပြင်ဥရီးနီးယားဆက်စုအိုလိုနဲ့နောက်ဆုံးတွေ့ဆုံမှု12ပွဲလုံးမှာမရှုံးခဲ့ပါဘူး။ဒါကြောင့်ဧည့်သည်ကိုအားပေးရမယ့်ပွဲစဉ်မျိုးလို့သုံးသပ်ထားပါတယ်။ဒုတိယမြောက်ပွဲစဉ်ကတော့ရိုမားနဲ့ဗီရိုနာည9:30ပါ။ကြားရတုန်းကယူရိုပါလိအဝေးဝင်းကန်ခဲ့တဲ့ရိုမားဟာဒီအာဒီမှာစီးရီးအမှာတော့6အောက်တကြီးကန်ထားတာပါ။ရိုမားရဲ့ပြည်တွင်းလီ၄ပွဲစလုံးမှာဝမ်စီရလက်တကြီးထွက်ထားခဲ့တာပါ။ပြီးခဲ့တဲ့အပတ်ကဂျူဗင်ကိုတည်ကြီးကြခဲ့တဲ့ဗီရိုနာက ဒီအားဒီစီးရီး၄ဘွဲမှာ၃ဘွဲကဂိုးမများခဲ့ပါဘူး။ဒါကြောင့်ဒီလိုဘွဲစဉ်မျိုးမှာဂိုးတွေများများဆဆတွေ့ရမှာမဟုတ်ဘူးလို့သုံးသပ်ထားပါတယ်။နောက်ထပ်ဘွဲစဉ်ကတော့ဖီဆာနဲ့ဖီရိုရင်တီနာည9နာရီ30ပါ။တန်တက်ဘီဆာဟာဒီအားဒီစီးရီးမှာတမတ်ပဲရသေးပေမဲ့အသင်းကြီးတွေတော့သူတို့ကိုခက်ခက်ကြဲကြဲကန်ခဲ့ရတာပါ။ပြီးခဲ့တဲ့ဘက်ကနာပိုလီကွင်းမှာ၃ဂိုး၂ဂိုးနဲ့သာကက်ရှုံးခဲ့တာပါ။အတလန်တာကိုဝမ်းဝမ်းကန်ထားပြီးရိုမကိုလည်းဝမ်းစည်းနဲ့သာကက်ရှုံးခဲ့ပါရဲ့။ ဖီယိုရင်တီနာကတော့ရာသီတစ်စီးရီအေမှာနိုင်ပွဲမရသေးပဲရုန်းကန်နေရတဲ့အသင်းမှာဒါကြောင့်ပီဆာကိုအားပေးတဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားပါတယ်။လက်ချီနဲ့ဘိုလိုနာည10:30နာရီ30တမတ်သာရသေးပြီးနောက်ဆုံး၃ပွဲဆက်ရှုံးထားတဲ့လက်ရှိရဲ့အခြေအနေကအတော်ဆိုးနေပါတယ်။ဘိုလိုနာကလည်းဒီရာသီစီးရီအေမှာအဝေးဝင်းသွင်းကုန်းမရှိသေးပေမဲ့ AC ရိုမာရိုနဲ့ကန်ခဲ့ရလို့ပါ။ဘိုလိုနာဟာလက်ချီနဲ့နောက်ဆုံးတွေ့ဆုံမှု၃ပွဲစလုံးမှာတော့ပေးကုန်းမရှိပဲနှစ်ပွဲနိုင်ထားပါတယ်။ ဒါကြောင့်ဘိုလောနာရဲ့အဝေးဝင်းနိုင်ပွဲကိုစမြင်ရမယ့်ပွဲစဉ်မျိုးလို့သုံးသပ်ထားတာပါ AC Milan နဲ့ Napoli ညတနာ25တိုင်ပွဲစုံနောက်ဆုံး၄ပွဲဆက်တိုက်အနိုင်နဲ့တူ AC Rotherham မိနေပြီးအဲ့ဒီပွဲတွေမှာလည်းတကောမှပြန်မပေးခဲ့ရပါဘူးလက်ရှိ Champion Napoli ကလည်းဓာတ်နှုန်းပြည့်အနိုင်နဲ့တူအမှတ်ပေးစရာကိုဥဆောင်နေတာပါ AC ကွင်းမှာ Napoli နဲ့နောက်ဆုံးတွေ့ဆုံမှု၁၀ပွဲမှာတော့၉ပွဲကဂိုးမများခဲ့ပါဘူးဒါကြောင့်ဒီလိုပွဲစဉ်မျိုးဟာအကျိတ်နယ်လည်းရှိသလို ကိုရီများများဆဆတွေ့ရဖို့မရှိတဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားပါတယ်။ပလေးမေကာဂျာနယ်ရဲ့နားဆင်သူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ရှိပါတယ်။ကျွန်တော်ပလေးမေကာဂျာနယ်ရဲ့နောက်ဆုံးရပွဲချိုသုံးသပ်ချက်တွေအပြင်ဝမှာကလောင်ရှင်ရဲ့တပွဲကောင်းပွဲချိုသုံးသပ်ချက်တွေသိရှိဖို့အတွက်ကျွန်တော်ပလေးမေကာရဲ့ Telegram Channel ကိုကြွားရောက်ခဲ့ကြဖို့ဖိတ်ခေါ်ပါတယ်။